ခွေးသီးတွေကတော့ပေါ်ပါကြားမင်းမှတ်ဆရာတော့ဒီကောင်လေးပဲကြားမင်းတွေတော်တော်ရောက်မယ်မင်းအောင်လိုက်မင်းအောင်လိုက်သူနှစ်ဖူးပေါ်သူစာပြန်ရင်းတော့ပေါ်သူသူနာမည်ပြန်ရင်းတော့ပေါ်ခွေးသီးပေါ် င်္ဂလာပါ။ကျွန်တော်တင်ဆက်နေကြဖြစ်တဲ့ပြည်သူအာမန်ငါတို့တန်စီစီကနေပြန်ပြီးတော့ကြိုးဆိုပါရစေဗျ။အဲ့တော့ဘုံမင်္ဂလာပါ။မင်္ဂလာပါညီ။အဲတကြံတွင်လဲတကြံတွင်တရင်ကောင်းနေရာလည်းရှိတယ်ပေါ့နော်။အဲပြောစရာတွေကလည်းများတယ်။အဲချို့အကြောင်းအရာတွေကြတော့ဟိုစစ်ကောင်စီရဲ့ရုံမှမှုတွေလည်းပါတာပေါ့။အခုဆိုဘုံပြောလို့ပေါ့။ဘုံကျဲတဲ့ကိစ္စတွေဘုံနဲ့ဟိုကဖြစ်ပါအောင်။အဲ तू ကဟိုကပေါ့နော်။ဒီအဓိကပြောချင်တာကညီမဘာသာပေါ့။မဘာသာမျိုးဘာသာသာသနာဆိုပြီးတော့မှဒီစစ်ကောင်စီကတကယ်ဗုဒ္ဓဘာသာကိုတကယ် အင်မတန်လက်ကင်ဆွဲတဲ့ပုံကိုတွေပေါ့နော်ပြီးရင်စစ်ကောင်စီကိုထောက်ခံတဲ့လူတွေကလည်းဗုဒ္ဓဘာသာကိုတကယ်ဟိုဟွာဖြစ်တဲ့ဟိုအင်မတန်ထောက်ခံတဲ့လူတွေပေါ့နော်ဒီကြက်ခိုင်ပါတီဆိုတာလေဒီတိုင်းပဲသူကတကြံတွင်းဆိုလို့ရှိရင်သူကကြာမင်းဆင်းလာပြီနော်ကြာမင်းဆင်းလာတယ်ငငယ်တော့မိဘတွေကတော့ပြောတယ်ကြာမင်းဆင်းလာလို့ရှိရင်သူကဟိုတယောက်နဲ့တယောက်ရုပ်ရင်ကြမ်းတမ်းတဲ့ဇာတ်တော့မပြောရဘူး ။အဲမင်းတို့ဟိုမှာဟိုခွေးတီရနဲ့မှတ်သွားလိမ့်မယ်နော်။ခွေးတီရနဲ့မှတ်သွားလိမ့်မယ်နော်။ဟိုခွေးတီတွေကတော့ပေါ်ပါတရားမင်းမှတ်เสียရတော့ဒီကောင်လေးပဲ။ဂျာမင်းတော်တော်ရောက်မယ်။မင်းအွန်လိုင်းမင်းအွန်လိုင်းသူနှစ်ဖူးပေါ့သူစာပြန်ရင်းတော့ပေါ့သူသူနာမည်ပြန်ရင်းတော့ပေါ့ခွေးတီပေါ့။ တော့အဲ့လိုမင်းစီတောင်းလိုက်ပုံလိုက်တော့ရုပ်ရှင်ကြမ်းတမ်းတဲ့ဇာတ်တော်မပြောရဘူးနော်ပြီးတယောက်နဲ့တယောက်ခွဲဆောင်ခုတ်တာတို့ဘာတို့တွေတော့ရိုးရိုးရိုးရေလောင်းတာလေရေပတ်တာနဲ့တော့မတူဘူးမတူမတူပဲနဲ့ခွဲဆောင်ခုတ်တာပါညာတယောက်နဲ့တယောက်အသားနာရမယ့်အရာတွေမလုပ်အောင်ရေပူပေါင်းနဲ့ပေါက်တာတွေပါလေဆိုနောက်ပိုင်းမှာတားမြစ်ပလိုက်တော့ဦးငငယ်တော့ပေါက်ရသေးတယ်ရေပူပေါင်းနေနဲ့အဲ့နောက်ပိုင်းမှာမပေါက်တော့ဘူးနော်တားမြစ်ပလိုက်တာလမ်းမတွေပေါ်မှာဒီပြိုးတွေမလုပ်ရတော့ဘူးပြပါဒါပေမဲ့ဒီနေ့ဒီချိန်ကျတော့ပြည်သူလူထုကိုအဲ့ဒါ ဟိုကြောက်တော်ဘက်မှာတို့ဟိုဒီရခိုင်ပြည်ဘက်မှာရောတစင်းပါတယ်မင်းတပ်ပါတယ်တခြားတခြားနယ်တွေဟိုစကိုင်းတိုင်းဒေသကြီးဆိုလို့ရှိရင်တကယ်ငလျင်တန်လည်းခံရတယ်လီနဲ့ဘုံလာကြတဲ့ဒဏ်လည်းခံရတယ်ဗောနော်ဘလောက်ထိစစ်ကောင်စီကတော့ရုံမှန်မြဲရုံမှန်နေတယ်ဆိုတဲ့ဟာပြောကျင်တာဗောအဲ့ဒီလူသားမဆန်တဲ့လုံရက်တွေကအဲတောက်လျှောက်လုံနေတာဗောတောက်လျှောက်လုံနေတဲ့အခါကျတော့ဟိုကြံတွင်းမှာလည်း ဟိုပြည်သူအားမှာငါတို့အတန်ဆိုပြီးတော့ဟိုအတက်ဆရာလေးတွေပြောပြောခြင်းပဲလေချိန်မကောင်းတဲ့အတင်းတွေလည်းသွားသွားတွေ့ရတာပေါ့နော်တကယ်ချစ်ကောင်စီကဟိုရုံးပါတယ်ပြီးတော့သူမဟုတ်တဲ့ပုံစံနဲ့ဒါဒီတကြံတွင်းမှာနန်းစီဒီယန်နေနဲ့အတူတူတကြံပျော်ပါဖို့တိုင်းပြည်ကဘလောက်ပဲဟိုစစ် ဘေးကြောင့်ပဲဒုက္ခရောက်နေနေငလျင်ဘေးကြောင့်ပဲဒုက္ခရောက်နေနေဟိုမှာတကြံအိုးထိုးကြီးဆောင်းပြီးတော့မှတရားဒီကိစ္စတွေကိုအပျော်ပါကိစ္စတွေကိုတော့ပွဲချိုင်းမောင်ကတော့ပွဲချက်ခင်ကတော့တောက်လျှောက်လုံနေတော့မဲဆိုတာတော့တွေးရတာပါညီဟုတ်တယ်ပြီးတော့ဟိုနက်စီဒီယန်နေပြီးရင်တက်ထောက်ခံတဲ့သူတွေပေါ့နော်အခုငလျင်ဘေးမှာသူတို့တော်တော်ခံရဟုတ်တယ်နေပြီးတော့မှရှိတဲ့ဝန်ထမ်းအိမ်ရာဆိုရင်တော်တော်ကိုချင်းနေဆိုးသွားတာပေါ့နော်တော်တော်ကိုချင်းနေဆိုးသွားတာအောက်အောက်ဒီမှာပြောင်းပြရတော့မှယာယီ ဟိုဟာယာယီတဲတွေပါရင်လည်းဖြစ်နေတယ်။ယာယီအဲ့ဒါတို့တို့လာမကြည့်ဘူး။ဟုတ်တယ်။လာမကြည့်ဘူးလေ။ဟိုအချို့ကဒီအဲ့လိုမျိုးမနေရတော့တဲ့အချိန်မှာအပြင်ထွက်နေတဲ့အချိန်မှာအဲဒီတို့ရဲ့အချိန်ဆက်ရှိတာပဲဖြစ်ဆွေမျိုးသားချင်းစီပဲဖြစ်တို့ကကားတွေငါပြီးတော့ထွက်သွားကြ။အဲ့ဒီလိုမျိုးခုံမဲ့လို့မရှိတဲ့အဖွဲတွေကအဲ့လမ်းမိတ်မှာအဲ့တိုင်းပဲ။ဟုတ်တယ်။အဲ့ဒါကိုလာလည်းမကူဘူး။ပြီးရင်ခုနကလောပံပိုးတာမျိုးကုညီတာမျိုးလည်းမရှိဘူးပေါ့နော်။အဲ့တော့ပို့ပြီးတော့တို့အတွက်ရင်နာစရာကောင်းတာ။ သူတို့ဘဘကြီးอ่ะသူတို့ဘလောက်ပဲထောက်ခံထောက်ခံပေါ့เนาะအဲသူတို့ကိုခုနလိုမျိုးပြန်အောင်ကြည့်ဦးဆိုတဲ့ဟာတွေပေါ့เนาะအဲ့ကြားထဲမှာပို့ဆိုးတာဒီဒီငလင်တန်းခံနေရတဲ့အချိန်မှာကိုပဲအခုချိန်ထိလှုပ်နေတော့ငလင်ရတယ်ဟုတ်တယ်ဟုတ်တယ်တော့ရှောက်လှုပ်နေနေရညာဒီလေလှုပ်တော့လှုပ်တော့မယ်အဲ့လိုနေထားမှာသူတို့ရုံးတက်ခိုင်းတာဟုတ်တယ်ရုံးတက်ခိုင်းတာအတင်းကျပ်ရုံးတက်ခိုင်းတာပေါ့เนาะအဲ့ဒါကိုသူတို့ပောက်ကွဲနေကြရုံးကဘာဆောက်ရေးလဲပေါ့เนาะဒီလောက်ကြီးကြီးလူတွေတော့ကရောက်ပြီးသိကျင်တယ်သူတို့အချင်းချင်းပြန်ဆဲနေကြတာเนาะကျွန်တော်တို့ကသူတို့စားပြန်တနာပေးနေရဆိုတော့ဖြစ်နေတယ် အဲပြီးရင်အခုလည်းဒါတကြံပါဗောနော်အဲတခြားနေရာတွေကတော့တို့မလုပ်ပေမဲ့ဒါနေပြီးတော့မှဒီတကြံစီကားဖို့အတွက်ဆိုပြီးတော့ဒါလုပ်နေရရှိရဲ့ပြီးရင်အဲ့သတင်းတပ်ပုံတွေကိုမပြတ်အောင်ဆိုပြီးတော့လုပ်ထားရမျိုးလဲစီမံထားရမျိုးလဲရှိရဲ့ဒါမဲ့လည်းမပြတ်အောင်လုပ်တယ်ဆိုတာကအပြင်ကိုဖြတ်လိုက်တဲ့အတိုင်းပဲအခုတော့ဝေါ်ကနေထွက်ကြလာတော့ဗောနော်ပြီးပြီးရင်ပိုးဆိုးတာဒီနန်းစီတန်တွေဝန်ထမ်းတွေရဲ့ပြီးရင်သူတို့ရဲ့မိသားစုတွေရောဒီတကြံတွင်ဒီသူတို့လုပ်တဲ့မန်ဒက်တွေမှာသွားပြီးတော့လေပတ်ခိုင်းတာတွေကခိုင်းတာတွေ ရင်းနေရအပူတွေနဲ့သွားကနေရတာပေါ့ဗျာကြောက်ပါလေကြောက်ရသေးရဲ့ပြီးတော့အဲ့လိုမှမသွားနိုင်ဘူးဆိုရင်တော့မှလမ်းလျှောက်တကြံတော့ရအောင်သွားပါဆိုပြီးအဲ့လိုဖိအားပေးခိုင်းတာမျိုးရှိရတယ်အဲ့ကြတော်တော်ကိုသူတို့ဒီထောက်ခံတဲ့သူတွေအနေနဲ့ပေါ့နော်သူတို့ပြန်ပြီးတော့စဉ်းစားတင်တဲ့အရာပေါ့အခုဒါပြည်သူတွေအခုခံစားရတယ်ပြည်သူချင်းချင်းကူညီကြတာအများကြီးရှိဒီနေပြီးတော့မှရှိတဲ့ဒီဝန်ထမ်းအင်အားလိုဟာမျိုးကြတော့ငယ်ပြောရင်ဒီတော်လိုင်းကိုထောက်ခံတဲ့ပြည်သူကတော့ကူညီခြင်းဟုတ်တယ်ကူညီခြင်းမင်းတို့နေပြီးတော့မှလည်းနေသေးတယ် ပြီးရင်ဘဘကြီးစီမှာလည်းနေသေးရပါတော့အပြီးတော့အဲဘဘကြီးရဲ့အကူအညီမှုတွေမင်းတို့ရမယ်လို့အနည်းဆုံးပေါ့အနည်းဆုံးဆိုတော့ရမယ်လို့လည်းသူတို့ယူဆတာပေါ့အဲဒါကြတော့ဒါဒါမျိုးဆိုရင်ဒါကျွန်တော်ကနည်းနည်းမကြိုက်ရှင်ဘူးကြာမလုပ်ပေးချင်ဘူးအဲသူတို့ဒါစောစောစီးစီးသူတို့စီတီကလောက်ခဲ့မဲ့ဆိုဒီဂျင်းနေဒီမှာဖြစ်ဘူးလေနော်အဲကြာသူတို့ကဟိုဘက်ကလည်းမရအောင်ဒီဘက်ကလည်းမလုပ်ပေးဘူးဒီကြားထဲမှာသူတို့ရဲ့လုံနေကြအလုပ်ကိုဆက်ပြီးတော့ခိုင်းတယ်ပြီးရင်ဖိအားပေးတယ်အဲတော့ကြတော့ဟို သူတို့ရင်ထဲမှာလည်းအပူတွေရှိပါတယ်ဒီမိသားစုတွေဒီလိုမျိုးဒုက္ခရောက်တဲ့အချိန်မှာဒါပေမဲ့လည်းအဲ့အပူတွေကိုတော့မှမေ့ထားပြီးတော့ခုနလိုတကြံမှသွားပြီးပြုံးပြနေရမယ်အဖြစ်မျိုးတွေဖြစ်နေတော့မြန်မြန်စဉ်းစားစီရင်တယ်ပေါ့နော်အဲသူတို့တွေအခုချိန်ထိအာရုံထွက်နိုင်ဖို့အတွက်ကိုကျွန်တော်ကလက်ကမ်းကြိုစီတုံးပဲကြိုနေတော့ပြည်သူကကြိုနေတော့မှအဲ့တော့အဲ့လိုဟာမျိုးကိုစဉ်းစားစီရင်တယ်ပေါ့နော်အဓိကတော့ပြည်သူမလိုလားတဲ့ဘက်မှာနေနေတာကဘယ်လောက်ထိဒုက္ခရောက်လဲဆိုတာဒါကြီးကသက်သေပဲပုံမှာอืมပြီးတော့ဒီ ဟိုငလင်ပေးကြောင်ပေါ့နော်ငလင်ပေးကြောင်တော့ဟိုဆိုကျိုးတွေကတော့အများကြီးပေါ့နော်ဆိုကျိုးတွေအများကြီးဂျာတဲ့ရမှာကောင်းကျိုးတွေပြန်ပြီးတော့ရှာမယ်ဆိုလို့ရှိရင် ကောင်းကျိုးတွေကဘာတွေရလဲဆိုစစ်ကောင်စီကိုမုန်းတဲ့လူပိုမြေပိုပိုပြီးတော့မှလူရည်ပိုတိုးပွားွားတယ်မုန်းတဲ့လူဘာလို့ဆိုဟိုဟိုနေရာကြတော့လေလုံညုံရေးကြောင်ဆိုပြီးတော့မှသွားပြီးတော့မထောက်ပံ့မကူမကူခိုင်းတာတို့ဘာလို့ပြီးရင်သူလူတွေကဘလို့ကူလဲဆိုတော့ညီလေးလူလူတယောက်ကအလုပ်လုပ်ဖို့အတွက်ကကိုဗစ် -19 ကိုကာကွယ်တာမှမဟုတ်တော့ COVID-19 မှာကဲသေးလောက်တာမဟုတ်ဘူးပရာဟိတလောက်တာမဟုတ်ဘူးဘာချစ်ကောင်ဒီကောင်တွေကဟို COVID-19 လို့ဝှစ်ဆုံပြေးကြီးနဲ့ဟိုဝှစ်ဆုံပြေးသွားတယ်သူတို့ uniform အပြည့်စုံကြီးနေပေါ့နော် uniform ကအဲ့ဒီဒီတော်စီစီထားတယ်ပျောက် जा uniform ကြီးဝတ်ထားပြီးတော့မှဟို uniform အပြည့်စုံနဲ့အလုပ်လုပ်ရတာအင်မတန်ပို့ပြီးတော့မှလူကအကြက်တဲပုံနိုင်ကြီးတယ်ပေါ့နော်အမှန်တကယ်တော်တော်လေးလေးလုံးလို့ရတဲ့ဝှစ်ဆုံတခုခုပေါ့ဒါချစ်ကောင်စီကလူကြီးလားသူလူကြီးတော့ပဲအဲ light ပါလာတဲ့ဟိုကြီးကြက်ကိုခဲ့သူတော့ပဲ ယူနီဖောင်းဝတ်ပေါ့ကျန်တဲ့လူတွေကဟိုပါဖြစ်လို့မဟုတ်ဘူးသူယူနီဖောင်းနဲ့ကြတော့ပေပေမဲမဲဟိုအုတ်ခဲတွေပါတွေဟိုပါဖြစ်တာကိုတကယ်အကြီးမားတွေကိုလှန်ပြီးတော့မှလူဝင်အားနဲ့ဝိုင်းလှန်တာတွေပါတွေမလုံနိုင်တဲ့ခါကျတော့ဘာလို့အုတ်တစ်ချက်ချင်းလက်ဆင်ကမ်းလေးတဲလိုက်တူပြားလေးတွေရွက်ပြီးတော့ဒါတော့တူပြားရွက်ပြီးတော့သွားဖို့တော့မှတ်တမ်းတမ်းပုံရိုက်ဖို့လေခဏရက်အောင်ခဏရက်ခိုင်းတာဟုတ်ခဏရက်အောင်ဆိုဘိုက်ဘူးကတန်းဒီခိုင်းနေတရားဘီနာ ဘိုင်ဘယ်ကိုဝက်မဲတကောင်တွေ့တယ်အဲကောတန်းစီခိုင်းနေဖရားရင်မှာဖတ်တ်နေဟုတ်တယ်ဖရားရင်မှာဖတ်တ်နေတယ်သူတို့ပဲဒါဟိုးအရင်တော့ကဘောနော်ဒီတော်လိုင်းကားတွေဒီတရားတင်ဆိုးကားတို့ဘာတို့တွေဒီတော်လိုင်းကားတွေကြည့်လို့ရှိရင်ဒါကြည့်တဲ့လူကတော့စိတ်ထဲမှာအသေးနာတယ်ဂျပန်တွေက ဒီဖျားရင်မြင်မို့ဟိုဟာနဲ့တက်လို့ရှိရင်ဟိုဖနက်နဲ့တက်လို့ရှိရင်တို့အင်္ဂလိပ်တွေကဖနက်နဲ့တက်လို့ရှိရင်တို့ဟာတော်တော်မိုင်းရဲတဲ့ကောင်တွေငါတို့ငါတို့နိုင်ငံကိုဆိုပြီးတော့မှအခုမာဘာသာမျိုးဘာသာသာသနာကိုမျိုးဘာသာပလာတာမျိုးမျိုးဘာသာပလာတာပလာတာဆိုတဲ့ကောင်တွေစကားရှာရီတော့ကလုတ်တိုင်းကိုအဲ့လိုကောင်တွေကတကယ်ဟိုညစ်ပတ်တဲ့အလုပ်တွေလုပ်တယ်လေရင်ဘုံကျဲတဲ့အလုပ်တွေလုပ်တယ်ပြည်သူလူထုကိုလည်းဒီလိုပြီးရင်စစ်ကောင်စီက ဘွားလေးဆိုရင်နိုင်ငံတကာကူညီထောက်ပံ့တယ်156တန်းလား158တန်းလားရထားတဲ့ဟာဒါကခုငလင်းတန်းတင်းနေပြည်သူတွေဆိုအများကြီးမြန်မာဝင်နဲ့ပြန်တွက်မယ်ဆိုအများကြီးထောက်ပံ့လို့ကူညီထောက်ပံ့လို့ရတဲ့အဲ10သိန်းပဲမိမှာလေအနေထားမျိုးတွေဘယ်လိုလုပ်လောက်မှလဲကိုကြီးကိုကြီးရလဲဆိုတာလဲဆိုနေကိုကြီးရတော်လို့အဲ့ဒါကြောင့်ဒါဆီမိုင်းဒေါ်မီဝင်းဘန်းနဲ့ညီလေးပြောတဲ့အချိန်မှာတုံးတုံးသက်ထားတယ်စစ်ကောင်စီကဒီတဘာဝပေးရနေရပဲဖြစ်ဖြစ် ဘလို့ဘေးရန်နေရပဲမြန်မာပြည်မှာကြားရောက်ကြရောက်ပြီးနိုင်ငံရင်းနဲ့ပတ်သက်လို့ဘလို့အတိဒုက္ခပဲနိုင်ငံတွင်းမှာကြုံကြုံစစ်ကောင်စီအမျက်ထွက်သွားတာကြီးပဲဟုတ်ဘယ်တော့မှထိုစစ်ကောင်စီချွတ်ချုံကြပြီးတော့မှသူတို့စစ်သုံးစရိတ်တွေပါဓာတ်ကြီးကြီးစံဝယ်မဲ့ဟာတွေလက်နဲ့ဝယ်မဲ့ဟာတွေဟာတွေပါပြည်သူကိုထိုးလို့ထိုးပြီးတော့မှလှူလိုက်ပါတယ်ဖဲ့ပြီးလှူလိုက်ပါတယ်ဆိုတာတခါမှမရှိခဲ့ဘူးဒါ2008နာခဲ့ပဲကြီးကြီးအတေးမူခါပဲကြီးကြီးပေါ့နော်ရေပဲကြီးကြီးကြိုက်တဲ့ဟာကိုကြီး ်ဒီငလျင်ပေးတဲ့ဒီတိုင်းပဲသူတို့အိုလေးတစ်ချက်သွားတယ်လိုက်သွပြလေးသွားတယ်လိုက်နဲ့ဒီလိုလေးလောက်ပြီးတော့နောက်ဆုံးပြည်သူအဲ့ဒါကသူကချက်ကောင်စီကတကယ်ဟိုဒီနေပြည်တော်တဲမှာဆိုလို့ရှိရင်ရုံရှိအဆောင်ရှိကြီးဆိုပြောတယ်ဟုတ်တယ်ချက်ကောင်စီရောက်ကောင်တွေတော်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 အထီးကိုက်လည်းများတယ်။အဆောင်ရှိကြီးတို့ပြိုတယ်။အဲ့ဒါကသူတို့ချက်ကောင်စီဝင်နေရဟာတွေပြိုတာကဟိုကိုရီးယားကပြောတရားတော့မဟုတ်ဘူး။ဒါပေမဲ့ပြောတော့ပြောတယ် ပြောတော့ပြောတယ်ပြောစရာမဟုတ်တာကဘာကြောင့်ပြောစရာမဟုတ်လဲဆိုတော့ तू ကဒါကပြည်သူ့ဘဏ္ဍာနယ်ပဲစောက်ခဲ့တယ်အဲ့တော့အချိန်တိုင်းပြည်သူ့ဘဏ္ဍာနယ်ပဲဒီဟာတွေကိုပြန်စောက်မှာအဲ့တော့အဲ့ဒီဟာတွေကဟိုစစ်သုံးကြီးတွေကစောက်ရမယ့်ဟာတွေသူတို့သူတို့ပြိုသွားတဲ့ဟာတွေကစစ်သုံးကြီးကမစောက်ဖဲနဲ့အခုဒီလူငွေတွေတွေကနေပြီးတော့မှဒီတဲ့ကြန့်ခိုင်တဲ့ဟာတွေပြန်စောက်နိုင်တယ်ပေါ့နော်အဲ့တော့ပြည်သူစီကိုဘလို့မှဟိုအပြေဝမရောက်နိုင်ဘူးပေါ့နော်ရောက်ရောက်ခဲ့ရင်တော့မှပဲနည်းနည်းပါးပါးပဲနိုင်ငံတကာကိုပုံရိပ်ပြလို့ရအောင်တော့ပဲ အလုံးပါပေါ့ဒါကြောင့်ဒီတကြံတကြံမောတကြံမတိုင်ခင်ရောဟိုအရင်ကဒါရှစ်ကောင်စီကတော့တောက်လျှောက်ဒီတဘာဝဘေးရနေနဲ့ပတ်သက်ပြီးတော့သူအမြတ်ထွက်အောင်မယ်အမြင်နဲ့ကြိုးစားနေဆိုပြောချင်တာပေါ့ဟုတ်တယ်ဘူးပြီးတော့ဒီဒီယုံနေမှာဖြစ်သွားတဲ့ဟာနဲ့ပတ်သက်လို့လေဒါပြည်သူကတော့အဆုံးထိတွေးထားတာပေါ့နော်ဒီအဆောက်အဦတွေပြိုကျစစ်တပ်ထဲကောင်နေအဲဟိုနေ့ကဆိုလေဒါစစ်ကောင်စီရဲ့စကန်တစ်ခုကိုတော်လိုင်းတက်ဖွဲ့ရဲ့တင်းတင်းတဲ့အချိန်မှာဒါမီရှိုပြမီရှိုပြလို့ပြောတော့ကြတော့အဲ့မီရှိုပြဆိုတာဒါကပြည်သူပိုင်နေပဲပေါ့နော် အဲဘာဖြစ်လို့အဲ့လိုဟိုလုံမာလဲပေါ့နော်ဒါပေမဲ့အချို့ပြည်သူကကြမဟုတ်ဘူးစအပြန်စဒီမီးရှို့တာတွေကုံသွားလို့ဘာမှဟိုမှာမဖြစ်ဘူးပေါ့နော်စအပြန်စမယ်ဆိုရယ်စိတ်မျိုးတော်မှာထားနေကြပြီပေါ့အဲကြတော့ဘလိုပဲဖြစ်ဖြစ်စစ်ကောင်စီအမျက်ထွက်သွားတယ်ဆိုပေမဲ့လည်းကျွန်တော်ကအဲဒီဒီကောင်းနေကြဆုံးတဲ့အထိကိုပဲကျွန်တော်ကလုံးဝဥတီချက်ထားပြီးတော့လှုပ်ဖို့ပဲပေါ့နော်အဲကြအဲ့အားကြီးကြရင်ဒီကောင်းနေရဲ့ပိုင်ဆိုင်မှုတွေပြန်သိမ်းမယ်အကုန်လုံးကအဲ့လိုတညီတညွတ်တဲ့ဖြစ်ကြတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်သူကတော့သူအမျက်ထွက်ဖို့အတွက်ကိုပဲအမြဲတမ်းလှုပ်တယ် ပြီးတော့ဒါလာလှူတဲ့အထဲမှာဆိုရင်ကိုပဲဝန်တွေ့တဲ့အတိုင်းသူကသူနဲ့အဆင်ပြေတဲ့နိုင်ငံကိုသူကချက်ချင်းရှော့ရှူရှူဝင်ခွင့်ပေးဟုတ်တယ်အဲသူအဆင်မပြေတဲ့သူဆိုရင်လေစိတ်ကနေလှည့်ပြန်သွားခိုင်းတာရှိရပါတော့ထိုင်ဝမ်တို့ဘာလို့ဒီအမေရိကန်တို့ဘာလို့ဆိုလဲအာခက်ခက်ခဲခဲပုံစံမျိုးဖြစ်အောင်လှုပ်ထားမျိုးရှိရဆိုတော့သူကသူကိုချိုးအတွက်ကိုပဲသူစဉ်းစားတယ်ဒီကက်ဘေးကိုသူကသူကိုချိုးအတွက်ပြန်ပြီးတော့ခုတော့လှုပ်လိုက်တာပါတော့ဒါကြောင့်မလို့လေအခုဒါအဲငလင်ဘေးကြောင့်မလို့ကျွန်တော်တို့ဝမ်းနဲ့ချိန်ခွဲနေတဲ့အချိန်မှာပျော်စရာတွေ ပြန်ပြီးတော့တွေ့ရဟုတ်တယ်အဲ့ဒါတော့မျိုးသိန်းနေပေါ့နော်မျိုးသိန်းကဘလိုတော့ဟိုမှာဖြစ်လဲဆိုတော့ဟိုနှစ်နှစ်ရက်အမှန်တော့အဲ့ဇက်တိုက်ဖြစ်တာဇက်တိုက်ဖြစ်အင်းတော်ဖလန်းပေါ့နော်ဇက်တိုက်ဖြစ်တာအဲ့ကြတဲ့တရင်ထုတ်ပြန်တာကြတော့နည်းနည်းချားတယ်ဘာဖြစ်လို့ဆိုတော့မြေပြင်မှာထွက်ပြေးနေတဲ့ငပိုက်သားတွေကိုလိုက်ပန်းနေတော့အဲအဲ့ကြောင့်နည်းနည်းချားသွားတာပေါ့နော်အဲ့ကြောင့်အဲတကယ်ကိုပေါ့နော်အောင်မြင်မှုအကြီးကြီးလို့ပြောလို့ရတဲ့အနေထားပေါ့စစ်ကောင်စီဘလောက်ပဲဒါရှေ့မှာဆိုရင်သူကဒီလာရှိုးကိုပြန်ရဖို့အတွက်ကိုနှီးမျိုးစုံနေပေါ့နော်သတောင်းစားလို့တောင်းပြီးတော့ ပြန်ယူတယ်ဒါတော့မှပဲသူအလုံးစုံရတာမျိုးမဟုတ်ဘူးအဲ့ဒီအနေထားနဲ့ပြီးသူစိတ်ညစ်နေကြတယ်ငလင်ကြောင့်လို့စိတ်ညစ်နေကြတယ်ဒါပေမဲ့လည်းပြော့စရာဆိုပြီးတော့ပြန်ပြီးတော့တော်လိုင်းတက်ဖွဲ့တွေကလက်ဆောင်အနေနဲ့ပြန်ပေးတယ်ဗောနော်အဲ့ဒါကြောင့်ခုနောက်ပိုင်းဆိုရင် အဲစစ်ကောင်စီဘက်ကဘူကျုံအဆင့်နေဆိုဘယ်နှယောက်လောက်ရှိလဲ။ဟွန်းတော်တော်ဘူကျုံအဆင့်နေတယ်။ဟွန်းတော်တော်ဝိုးကိုများပြီလား။တော်တော်ဝိုးကိုများနေတယ်။တော်တော်ဝိုးကိုများနေ။တော်ခုနကအဲ့ list လေးတွေ့တယ်ပေါ့နော်။အဲလေးလေးတပ်မှမဟုတ်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်။အဲ့ဖြစ်စင်လဲကျွန်တော်လောအောင်မယ်။အဲအဲ့ကြအဲ့လိုမျိုးဒါအောင်မြင်မှုတွေတောက်လျှောက်ရယူနိုင်တာလည်းကျွန်တော်ဒီနှစ်ထဲမှာပူပူပြီးတော့များလာတယ်ပေါ့နော်။ပြီးတော့နောက်ထပ်အောင်မြင်တဲ့ဟာအရေးအယောင်တွေရှိတယ်။အဲ့ဒါတော့ကျွန်တော်စူပေါင်းပြီးတိုက်နိုင်တဲ့အင်အားတွေပေါ့။ဟိုတနေရာထဲမှာ ဒါချင်းပြည်နယ်မှာဆိုချင်းပြည်နယ်ကတပ်ဖွဲ့တွေကြီးပဲတိုက်တာမျိုးမဟုတ်ဘဲနဲ့အညာဘက်ကအဖွဲ့တွေဆိုတာတွက်ကူတာမျိုးအဲအဲ့လိုမှကူပြီဆိုရင်ဒီအညာဘက်မှာပြန်ပြီးတော့တိုက်ပွဲဝင်တဲ့ခါကျရင်ဒီတပ်ဖွဲ့တွေကလည်းပါလာမယ်ဆိုတဲ့ဟာမျိုးတွေလည်းတွေ့ရတယ်။နောက်ပြီးတော့ဒါကျွန်တော်ဒါ CB ကဒါအထွေထွေတွင်းမှုပေါ့နော်။အဲသူ ਨੇ ပြောရတဲ့ခါမှလည်းသူကအဲ့ချင်းပြည်တခုလည်းလွန်မြောက်ဖို့အတွက်တင်မဟုတ်ဘူး။အဲ့ဒါမြေပြန့်ဘက်တရားအစပေါ့နော်ဒီဟာတွေအတွက်ပါကျွန်တော်ဆက်ပြီးအောင်မြင်မှုရအောင်လုပ်သွားမယ်ဆိုတော့ဒီစကားတွေကကျွန်တော်အတွက်ကတကယ်မိုက်တယ် ဟိုအရင်တည်းကမှမျှော်လင့်တဲ့ဟာပေါ့ပြောရမယ်ဆိုတဖွဲ့တဲ့အဖွဲ့တွေအများကြီး꿰ပြီးတော့သူလူငါတမင်းလုံနေတဲ့အခြေအနေကိုကြုံလွန်လာပြီးတော့ခုနလိုစုပေါင်းပြီးတော့လုံနိုင်မဲ့အနေအထားမျိုးဖြစ်အောင်ဒါစုစည်းပြီးတော့လုံနေကြရတွေ့တော့ဒါတော်တော်လေးဝမ်းသာကြီးနူးရတယ်ဘောနော်ပြည်သူလူချင်းသားဒီဥစ္စာပဲလေဘုံကအကုန်လုံးဝိုင်းပြီးတော့တိုက်မယ်ဟေးဆိုတော့နေ့မျိုးကိုစောင့်တော့အခုအဲ့ပုံစံမျိုးတွေပို့ပို့ပြီးတော့များလာတယ်အဟိုနေ့ကတိုက်ပွဲတစ်ခုမှဆိုလဲသူတို့អော်ကြတယ်ဘာလဲဟိုရေစကြိုသားกว่าပခုတ်ကူသားกว่าမြိုင်နယ်သားกว่าအဲ့လိုမျိုး အဲ့ထဲမှာစုပေါင်းဆောင်ပါအများကြီးပါတယ်ဒါပေမဲ့အောင်မြင်မှုရအောင်ယူနိုင်တယ်အဲ့လိုပုံစံမျိုးကြီးကျွန်တော်ပို့ပို့ပြီးတော့ဒီနှစ်ထဲမှာပို့တွေ့လာရတယ်အဲ့တော့ဒီနှစ်ဒါကနအုပ်ပိုင်းမှာအဲ့လိုမျိုးတွေ့လာရပြီဆိုရင်နောက်လာမယ့်ကာလမှာပို့ပြီးတော့စုစည်းညီညွတ်တဲ့ဒါတပ်ပေါင်းစုပုံစံမျိုးတွေကျွန်တော်မြင်တွေ့ရဖို့ရှိတယ်ပေါ့နော်အဲ့ဒါလည်းတော်လိုင်းကြီးတွေတကယ်ကိုအားရစရာကောင်းတယ်နောက်တစ်ခုကကျွန်တော်ဒါစစ်ကောင်စီကိုအထင်မသေးစေချင်တာပေါ့သူနောက်ပိုင်းလောက်ရက်တွေကတော်တော်ရွရွမှာပါလေဟုတ်တယ်အခုသူပါဇက်ကနေပြီးတော့ဘလောက်ပဲပြည့်ရက်တယ်ပြောပြောမြေပြင်မှာပြည်သူလူထုကိုတတ်ဖြတ်နေတယ် အဲပြီးတော့တဲ့ရန်ရန်တန်ကားတွေပြီးရင်ဒါတာမဏီလေးတွေပေါ့နော်အဲဒီလိုဟာမျိုးတွေကဆဒီအောင်ရဲဆက်ဆက်လောက်တာမျိုးတွေရှိတယ်ဒီနေ့မှာဟိုပဲသူတို့ကျဲတာတွေရှိသေးတယ်အဲဒါအမျိုးသမီးတယောက်နဲ့ဟိုဟာတယောက်ဒါ calling ဘက်မှာဆိုလဲအဲ့လိုကျဲတာရှိတယ်ပေါ့နော်အဲအဲ့လိုပုံစံမျိုးတွေလုံနေတာဖြစ်တဲ့အတွက်ကျွန်တော်ကဟိုအထင်သေးလို့တော့မရအောင်အခုနောက်ပိုင်းသူလုံတဲ့ပုံစံမျိုးဆိုရင်ဒါအဲဒီနိပညာအရပေါ့နော် drone နဲ့ပတ်သက်တဲ့ဟာတွေဆိုရင်တော်တော်ထီးထီးရောက်လုံနေတာတွေ့ရတယ်ဟို ကျွန်တော်တပ်ဖွဲ့တွေဘက်ကိုတိုက်ခိုက်တဲ့ပုံစံမျိုးတွေမှာပေါ့နော်တကယ်အရင်တော့ကပုံစံမျိုးမဟုတ်ဘဲနဲ့နည်းနည်းစနစ်ကျလာတဲ့ဟာတွေတွေ့ရတယ်ပြီးရင်တိကျတဲ့ဟာတွေတွေ့လာရတယ်နောက်တစ်ခုကတော့ဒါလူစုလူဝေးလောက်တဲ့နေရာမျိုးတွေကိုပို့ပြီးတော့တိုက်ခိုက်တာမျိုးတွေလုံနိုင်တာမျိုးတွေသူတို့တွေ့ရပါတော့နော်အဲ့ထဲမှာတော့ကျွန်တော်ဒါပြည်သူတော့ပြည်တယ်တော့သူမခွဲခြားဘဲနဲ့လောက်တာကတော့ဒါရက်ဆက်လုံးတယ်ပေါ့နော်အဲ့ဥစ္စာမျိုးကိုတော့ကျွန်တော်အထင်မသေးစေချင်ဘူးအဲဒါမဲ့လည်းစိတ်တော့မပူဘူးဟောကျွန်တော်ဒီဘက်ကတပ်ဖွဲ့တွေကအများတန်းမှာတီထွင်ကြံစပြီးတော့လှုပ်ဆောင်နေကြရရှိတယ် ပြီးတော့စိတ်ဓာတ်တွေပိုပြီးကောင်းလာတယ်ပြီးရင်အတွေ့အကြုံတွေပိုများလာတယ်အရင်တုန်းကမြို့သိန်းတိုက်ပွဲအတွေ့အကြုံမရှိတဲ့နေရာတွေကအစခုဆိုမြို့သိန်းတိုက်ပွဲအတွေ့အကြုံတွေတော့ယူပြီးတော့ပြန်လာကြတဲ့အဖွဲ့တွေအများကြီးဖြစ်လာတယ်အဲ့တော့လာမယ့်နှစ်ကတော့အကြောင်းကဒါလက်ခုတီးပြအောင်မယ်နှစ်လို့ပဲပြောအောင်ပါဘူးဟုတ်တယ်ကြီးအဲ့တော့ဟိုဘာပေါ့တချို့တွေကသွေးခွဲကြတယ်ပေါ့နော်အဲမိဒါတိုင်းသားနဲ့မြေတွေမှာမင်းတို့မင်းတို့တွေကသွားပြီးတော့တိုက်နေရတာပေါ့နော်အဲ့ဟိုညီလေးပြောတဲ့ချင်းဘက်ကတယောက်ပြောသလိုပေါ့သူချင်းပြည်တခုတည်း လွတ်မြောက်ဖို့အတွက်မဟုတ်ဘူးဆိုတော့ကျန်တဲ့တိုင်းသားလက်နက်ကင်တွေအကုန်လုံးကလည်းဒီတိုင်းပါပဲသူတို့ပြည်နယ်တစ်ခုတည်းလွတ်မြောက်ဖို့မဟုတ်ဘူးပေါ့နော်အဲ့တော့ဟိုဘယ်လိုပြောရမလဲဆက်ဝိုင်းကဒီအဝိုင်းကြီးကနေအဝိုင်းကျင်းလေးကိုသွားဖို့တွေပေါ့နော်အဓိကဒီအနာဇက်ကနေအရင်ဆုံးဒီဟိုနိုင်ငံရဲ့နေဆက်တွေကနေအရင်ဆုံးတိုက်ပြီးကမှအတွင်းထဲကိုတဖြည်းဖြည်းစိတ်ဝင်မှရမယ်တော်လိုင်းဖြစ်တဲ့အတွက်ဒီလိုသွားနေကြတာပေါ့နော်အထက်တည်းကနေဒီလိုပြန်ပြီးတော့မှဟိုသူ့ရဲ့စုံကျဲဖြစ်တဲ့နေပြည်တော်ကနေပြီးတော့ အပြင်ကိုတိုက်ထုတ်လာလို့မရဘူးအပြင်ကနေတိုက်ပြီးတော့မှအတွင်းထဲကိုနေပြီးတော့ဝင်ရမယ်ပုံစံမျိုးဖြစ်တဲ့အတွက်တဖြည်းဖြည်းချင်းဝင်နေကြပါတော့အဲ့ဒါကိုမင်းတို့ကဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်ဆိုတော့သွေးခွဲစကားတွေကလည်းဒါဝိုင်းပြီးတော့ပြောကြတာပေါ့နော်အချင်းချင်းသွေးခွဲအောင်လုပ်နေတာတွေဖြစ်တဲ့အတွက်ဟိုဒီဟာကြီးလဲနားမရောဈေးကြီးဘူးပေါ့နော်ပြီးတော့နောက်တစ်ခုကဒီငလျင်ကြောင်းလဲစစ်ကောင်စီကအခုဆိုလို့ရှိရင်ဒါဟိုပေမဒါဘေးလိုင်းတွေကအချိုရင်းတချို့ချိုရင်းတော့တာတွေရှိတယ်ကာဘာသာဆက်ယုံတွေကို မီးပေးဖို့အတွက်တွေခက်ခဲလာတာတွေရှိတယ်ပေါ့နော်အဲ့ဒီအတွက်သူက2025မှာပဲထုတ်ပြီးတော့2025မှာပဲပြည့်နေရတဲ့အနေအထားမျိုးမှာဒီဒါဘေးလိုင်းတွေကဟိုအရန်ဒါဘေးလိုင်းလုံးဖို့အစီအစဉ်တွေပါကြီးဆွဲနေလို့လည်းကြားရတယ်ပေါ့နော်အဲ့တော့ဒီဟာတွေဒါတကယ်ဖြတ်တောက်နိုင်မယ်ကာဘာသာဆက်ယုံနေတာအဲဝင်ပြီးတော့မှလုံနိုင်မယ်အနေအထားမျိုးဆိုလို့ရှိရင်တော့တော်လန်ရေးရဲ့ရောင်ဒီကတော့တော်တော်အလဲပြောင်းဖြစ်တော့အလဲပြောင်းတည့်ရဖြစ်လာနိုင်ရောင်ဒီနေမဟုတ်ဘူးပေါ့နော်အလဲပြောင်းတည့်ရဖြစ်လာနိုင်လို့ပြောလို့ရတာပေါ့ဟုတ်တယ်ပို့ပြီးတော့ ဒီအောင်မြင်မှုတွေအခုရတယ်ပေါ့နော် အောင်မြင်မှုတွေရတဲ့ဟာတွေရဲ့နောက်မှာလည်းအပိဆက်ရင်းနှီးမှုတွေကလည်းတော်တော်ကြီးတယ်ကျွန်တော်ဒါ DBV ကဒီသတင်းလေးတစ်ခုတွေ့တာပေါ့နော်အဲ့မှာဒါ CNDF ကတာဝန်ရှိသူတယောက်ကပြောတာဒီစကန်သိန်းတိုက်ပွဲ၃ပွဲအပါပေါ့နော်အဲတိုက်ပွဲပေါင်းဒါ180ကျော်ဆင်နွှဲခဲ့အဲ့ဆင်နွှဲခဲ့တဲ့အချိန်မှာအဲအသက်ပေးလူသွားရတဲ့ရဲဘော်တွေက62ဦးရှိလုံးဝကိုလက်ရင်ကတွေချွန်ရင်းပြီးတော့ဒါခုနကလိုထိခိုက်သွားတဲ့သူတွေက63ဦးရှိတယ် အော်မနေမနောပေါ့နော်အဲ့တော့ကြောက်ဒါအရင်မြစ်တွေကတော့အများကြီးပဲဆုံးရှုံးတယ်အဲတပ်ဖွဲ့တွေကတကယ်ကိုအသက်ပေးပြီးတော့စုံနေကြတဲ့ဟာတွေမှာအဲအောင်မြင်မှုကြီးရင်ကြီးသလိုနောက်ွယ်မှာပေးဆက်ရင်းနှီးမှုတွေကလည်းကြီးတယ်ဆိုတော့လည်းသိစေချင်တာပေါ့အဓိကတော့ကျွန်တော်ပြည်သူတွေအဲကြံ့ကြံ့ခံထားကြဖို့လိုတယ်ပြီးတော့အဲအခုတော်လိုင်းတပ်ဖွဲ့တွေတင်မဟုတ်ပြည်သူတွေပါဒုက္ခရောက်နေကြတယ်ဒါပေမဲ့လည်းအဲ့ဥစ္စာကနေပြီးတော့ပဲပြန်ပြီးတော့ကျွန်တော်ယုံထားရမယ်ချင်းချင်းပြန်ပြီးစူးစင်းညီညွတ်ပြီးတော့ဗောနော်အချင်းချင်းပြန်ပြီးအားပေးရင်းနဲ့ပြန်ပြီးတော့ထူထောင်ကြမယ်အဲပြန်နဲ့ဥနာလိုအာနာရှင်ပြုတ်ကြတဲ့အထိ ကျွန်တော်သွားနိုင်မလို့လဲဆိုတာလေးဒီညနေပြောချင်ပါပြီ။အဲ့တော့ဘယ်လိုပဲဖြစ်ကြောင်းဒီရက်ထဲမှာဗာကြံတွင်းဆိုပြီးတော့လေဒါကျွန်တော်လည်းမနာပါဘူး။ပြီးတော့ဒါပြည်သူကိုအချိန်နဲ့မျှကျွန်တော်ခွန်အားပေးနိုင်ဖို့လည်းအမြဲတမ်းကြိုးစားတယ်။အဲကျွန်တော်တို့ကလုံခြံပြီးခွန်အားပေးတာမဟုတ်ဘူး။ပြည်ပြမှာတကယ်ခွန်အားရှိစရာတွေကတကယ်ဖြစ်ပြက်နေတာ။အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အဲကျွန်တော်တို့တပ်ဖွဲ့တွေရောကျွန်တော်တို့တော်လံပြည်သူတွေရောဒီထက်ပိုပြီးတော့စီစီလုံးလုံးညီညွတ်နဲ့သွားမယ်ဆိုရင်ကျွန်တော်လူချင်းနဲ့အောင်ယူပတ်နေတာဒီနေ့ကိုရောက်ကိုရောက်မယ်လို့ပြောချင်ပါပြီ။အားလုံးပဲကျေးဇူးတင်ပါတယ်။